တကြံကာလာလေးဖြစ်နေတော့나ရီရဲ့နှစ်ကူးလို့မကောင်းတော့တကြံတွေကဘကိုးတမျိုးလုံးပါအကုန်လုံးတိတ်ဆိတ်သွားရတယ်나ရီဘလို့လဲပုံမှန်ပြောလို့ရှိရင်나ရီမရှိရလမ်းမရှိတော့တဲ့အထိအောင်ဖြစ်သွားကြတော့ဟိုလေးဘောဒီဟိုအခွဲ့ရသူကတော့ပါရဲ့သူဆောက်ခွဲ့ရဟိုခွဲလို့ထိနေတယ်လေ အင်းတော်ဝါထွက်ပြေးတဲ့တမ89တမမူစစ်တုံမန်းဘူးချုပ်အောင်သက်ဦးဖန်ခံခြင်းနောက်ွယ်အားလုံးသိတဲ့အတိုင်းပဲဒါတမ89တမမူပေါ့နော်စစ်တုံမန်းဖြစ်သွားပြီအဲဘူးချုပ်အောင်သက်ဦးဒါအင်းတော်ကနေထွက်ပြေးလို့ဒါကတာနာမှာပြန်ပြီးတော့ဖမ်းမိတဲ့တရင်ပေါ့နော်ဒါတော်တော်လေးလဲအားရစရာကောင်းတယ်ရုံးလည်းတကယ်ကျင်းနေတယ်အားရတယ်ပေါ့နော်ပြောတော့တလိုင်းတက်ဖွဲ့တွေရောဒါပြည်သူတွေကြားမှာရောပေါ့နော်ဒီတမ89အကောင်တွေကဒါပကိုးတို့ရန်ကုန်တို့မှာပေါ့နော်ဆန္ဒပြကာလာတွေမှာပြည်သူကိုဘယ်လောက်ထိရက်ဆက်ခဲ့သလဲဆိုတဲ့ဟာတွေကို ဒါပြန်ပြီးတော့ပြောလို့တော့မဆုံးပြီးရင်ဒီကောင်တည်းရဲ့ဝက်ပြန်ပြီးတော့ခန်းစားနေရပြီဆိုတဲ့ဟာကိုအာရချင်းနဲ့ဆိုတာနဲ့ပြောနေကြတာတကယ်ကိုကြီးနေဖို့ကောင်းတယ်အဲနောက်တစ်ခါဒါအအောင်ပွဲကြီးတယ်လို့ပြောရမှာဗျမြေပြင်မှာအခုနလိုပေါ့ဒီတတ်မှတ်မှုတယောက်ဖန်ဆီးခံရဖို့ဒါမှမဟုတ်လေထွက်ပြေးအောင်တိုက်နိုင်ဖို့ဆိုတာလွယ်ကူတဲ့ຢာတော့မဟုတ်ဘူးတမမူဆိုတာမြေပြင်မှာဒါအကြီးဆုံးကွန်မန်ဒါထဲမှာပါတယ်ဗောနော်တိုက်ခိုက်ရေးတပ်ဖွဲ့ထဲမှာသူကအကြီးဆုံးပဲသူ့နေရာရောက်ဖို့အထိဆိုရင်ဒါရှေ့မှာသူ့အောက်မှာရှိတဲ့တက်တွေကိုမနေ့တိုက်ပြီးမှရောက်မယ်အနေထား ခုတော့အဲ့လိုတက်မှမူတာဒါခုနှစ်လကျော်ရှစ်လကြာပါနော်ရှစ်လနီးပါဒီအင်းတော်ဒါဂျပန်လိုင်ကူလိုနေရာမျိုးအင်းတော်မျိုးပပလင်မှာဒါတိုက်ပွဲဝင်ပြီးရဲ့ခါမှာအောင်မြင်ပြီးရဲ့ခါမှာအဲ့လိုနေရာမျိုးမှာပုံအောင်ပြီးရောပေါ့နော်အပြင်းထန်ဒါခံစစ်ဆင်ရတဲ့အနေထားပေါ့အဲနောက်ဆုံးတော့လုံးဝမခံစားနိုင်တော့ဘဲနဲ့ထွက်ပြေးရတဲ့အဆင့်ကိုရောက်သွားတယ် ရာကြီးကမိုက်တယ်ပြီးတော့ရောက်သွားတဲ့အပြင်မှာထွက်ပြေးရတဲ့အပြင်မှာအခုလို့ပြန်ပြီးတော့ဖမ်းမိပါတယ်ဆိုတော့ဟာပို့ပြီးတော့မိုက်တယ်အဲ့တော့ဒီကောက်ထက်ကြီးလာဆိုတော့တိုင်မူအဆင့်တွေပဲရှိတော့တယ်တိုင်မူအဆင့်ဆိုတဲ့ကောင်တွေကမြေပြင်မှာခုနလိုလိုက်ပါပြီးတော့ဒါဆစ်စင်ထွက်နေတဲ့ပုံစံမျိုးတော့ရှိမနေဘူးပေါ့အဲ့ဒါမဲ့လည်းအခုဒါမြေပြင်မှာဆစ်စင်ထွက်တဲ့ထဲကအကြီးဆုံးဆိုတဲ့အပိုင်းနေရောက်လာပြီအဲ့တော့နောက်ထပ်နောက်ထပ်ကတော့ဒါတိုင်မူဆိုတဲ့ကောင်တွေပဲလာတော့မယ်ပေါ့နော်ဘိုလ်ချုပ်အဆင့်တွေဒီရောက်လာပြီလို့ပြောမှာရှိမှာလို့ရှိပါတယ် အဲ့တော့ဒါ9လကျော်10လနီးပါးဒါတိုက်ခိုက်ခဲ့ရတဲ့တိုက်ပွဲဖြစ်တဲ့အတွက်ပေါ့နော်အခက်ခဲလည်းအများကြီးရှိတယ်အဲသူတို့ယူထားတဲ့ခန်းစစ်နေရာကလည်းသူတို့အတွက်တော်တော်ကောင်းကောင်းနေရာမျိုးဖြစ်တဲ့အတွက်ဒါအထီးကိုက် အကြဆုံးကျွန်တော်ဘက်မှာလည်းကျွန်တော်တို့တပ်ဖွဲ့တွေဘက်မှာလည်းရှိကြတယ်ပေါ့နော်အဲဒါပေမဲ့လည်းအဆုံးသတ်မှာတော့ကျွန်တော်အောင်မြင်မှုရတယ်ပေါ့ဗျာတမ89တက်မမှုစစ်တုံပန်းဘုံမှုကျုပ်အောင်တက်ဦးပြောရတာရတာရှိတယ်ဗောနော်ဒီတက်မမှုအောင်တက်ဦးဥဆောင်နဲ့ဒါတမ89ကဗောနော်ဒါစစ်သားတွေကလည်းတော်တော်လေးကို ပြင်းပြင်းထန်ထန်ခုခံတဲ့အနေထားပေါ့ဗျာအဲအဲ့လိုအနေထားမှာ9လကျော်8လနီးပါးထိကြာသွားတယ်အဲအဲ့ဒါအောင်မှပဲကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေကခက်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 တိုက်ယူခဲ့ရတဲ့တိုက်ပွဲအောင်မြင်တဲ့တိုက်ပွဲတစ်ခုဖြစ်ခဲ့တယ်ပေါ့နော်အဲတော့တော်တော်လေးကိုမှအရေးပါတဲ့အောင်ပွဲလို့လည်းပြောရမယ်ဒီနေရာကတို့တို့အတွက်တကယ်အရေးကြီးတဲ့နေရာတစ်ခုလည်းဖြစ်တာ哦ဒါစစ်ကူလမ်းကြောင်းတွေပို့ဆောင်တဲ့နေရာလည်းဖြစ်တယ်အဲ့လိုနေရာမျိုးကိုအဆုံးသတ်မှာတော့ကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေကအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်ပြီးတော့ဒီ89တပ်မကပေါ့နော် ပြည်သူတွေပေါ်မှာရဲဆက်ဆက်လောက်ခဲ့တယ်ဆိုတဲ့ဟာမျိုးတွေကရှေ့မှာတမိုင်းနေရှိတယ်ပေါ့နော်အဲချိုးဒါပကိုးမှာဆိုရင်အဲ့ရက်ကတော်တော်ကိုစိုးစိုးဝါးအနေထားမျိုးနဲ့ရင်ဆိုင်ရအောင်ဒီကောင်တွေပြုကျင်ခဲ့တာရှိတယ်ပေါ့နော် RPG နဲ့ပြစ်ခွဲတာမျိုးတွေပေါ့နော်လုံးဝဆန္ဒပြပြည်သူအဲ့လိုမျိုးလှုပ်တဲ့ပုံစံမျိုးတွေပေါ့ဗျာအဲ့ကြအဲ့ဟာဖြစ်တဲ့အတွက်စိတ်တွေကအယက်နာခဲ့ကြတာအဲ့တော့ဒီအောင်မြင်မှုကတကယ်ကိုချိုးမြင်တယ်လို့ပြောရအောင် ီစစ်တုံးမန်းတွေကဒါပြည်သူကိုရက်ဆက်ခဲ့တဲ့ကောင်တွေအဲ့ကောင်တွေအခုဒါပြည်သူရဲ့ခြေပွားအောက်ကိုပြန်ရောက်လာပြီဆိုတဲ့ပုံစံမျိုးအဲ့ဒါတော်တော်လေးဒါမိုက်တယ်ပေါ့နော်အဲပြီးတော့ဒီဒီအကြောင်းတွေပေါ့နော်ဒီအကြောင်းတွေကိုဒါကျွန်တော်နဲ့ဒါကျွန်တော်အတွင်းထဲကိုရောက်တဲ့အချိန်မှာကျွန်တော်အင်တာဗျူးလေးတစ်ခုလုပ်ဖြစ်တယ်ဒါရဲဘော်ပကိုးပေါ့နော်အဲဒီရဲဘော်ပကိုးနဲ့ကျွန်တော်နဲ့ပြောထားတဲ့အထက်ကဒီဒီပကိုးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့သူမြတ်မြှဝေထားတဲ့နာကျင်မှုတွေခံပြင်းမှုတွေပေါ့နော်အဲ့ဒါတွေကိုလည်းဒါနားဆင်ပေးကြပါအောင်ဗျ အဲ့တော့ပကူးမှာနော်ကျွန်တော်ပကူးမှာဟုတ်ပက်ပက်ဆက်ဆက်ဖြစ်လိုက်သေးရဲ့နော်ဟုတ်တယ်ဟုတ်တယ်အဲ့အဲ့နေအဲ့နေဖြစ်မှာဟုတ်တယ်ဟုတ်ပဲ9ရက်နေဟုတ်တယ်လေးလပိုင်းကျွန်တော်9ရက်နေပေါ့အကြီးကြီးဖြစ်ကြတယ်တော့တကြံနှွင်းကာလာလောက်မှာတော့တကြံကာလာလေးဖြစ်နေတော့나이ရဲ့နှစ်ကူးလို့မကောင်းတော့တကြံနှွင်းကပကူးတစ်မျိုးလုံးမှာအကုန်လုံးတိတ်ဆိတ်သွားရတယ်나이ဘလို့လဲပုံမှန်ပြောလို့ရှိရင်나이မရှိရလမ်းမရှိတော့တဲ့ထီအောင်ပြတ်သွားကြတာပေါ့လူကောင်းရှာကျော်လောက်ထီအောင်အကြီးဆက်ဆက်ကိုလောက်ကြလိုက်တာပေါ့အဲ့တော့ဒီစစ်တုံးပန်းဘူမှုကျုပ်အောင်တဲဦးကြောင့်ပြောမယ်ဆိုရင်ဒါပြန်တဲ့ဝင်အမှတ်ကြီး 3233331စစ်တုံးပန်းဘုံဘူးချုပ်အောင်တက်ဦးရတာရှိတယ် DS42 ကပေါ့နော်ဒါ G1 ဘဝမှာသူကအဲကကကြီးစစ်စင်ရေး G1 မြတ်အဲပြောရမယ်ဆိုရင်ဒါလူကြီးပင်းသားမှာပေါ့နော်လူကြီးကြိုက်လိုက်လို့တဲ့កောင်မျိုးအဲအဲ့လိုកောင်မျိုးရုံးဘွားកောင်ပေါ့နော်အဲအဲ့កောင်အဲ့ရနေမှာဘယ်ဥပြွာမှုထွက်လဲဆိုတော့កော့တောင်းကိုပြွာမှုထွက်တယ်အဲ့တော့កော့တောင်းမှာဒါပြည်သူတွေကိုပေါ့နော်အာနှိမ့်ဆက်ခဲ့တဲ့အထဲမှာဒီကောင်ပါတယ်ပေါ့နော် ပြီးတော့ဆိုင်တွေဝင်ဖန်းနေငွေညစ်တယ်ပြီးရင်ဆိုင်ကယ်တွေပြန်ရောင်းစားတယ်ဒီလိုမျိုးပုံစံမျိုးတွေလုပ်ခဲ့တဲ့ကောင်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီကောင်ဖန်းခံရပြီးတော့ပုံထွက်လာပြီဆိုတဲ့အချိန်မှာပြည်သူတယောက်ကဝမ်းသာအားရလာပြောတယ်ဒါပြောသူကလုံးဝဒီယုတ်ကြီးကိုမမေ့ဘူးဗျာပြောရမယ်ဆိုရင်အာဒီကောင်ယုတ်ကိုတိတယ်ဆိုပြီးလာပြောတယ်အဲသူ့ရဲ့ရင်ခွင်တန်လေးကိုလည်းကျွန်တော်တို့တစ်ချက်နားထောင်ကြည့်အောင်ပါနော်ตามมามีแต่อปုံวิวต้วยมาจนเอามาจนกางๆตีตาไอ้กองมันตีตาตูเว้ตูมาตูเซ็ดๆเว้บามาไม่รู้เว้ ီကောင်အခုတော့ဒါပြည်သူလောက်ခဲ့မြဝစ်လေတာလို့ပြောရမှာပေါ့နော်အဲ့ဒါပေါ့ဟာကျွန်တော်မထင်တော့ဘူးသူ့ကိုကျွန်တော်ဟိုမှာပဲထင်ထားတာကျွန်တော်တို့ဒီဟိုတင်းနှင်းသားကြီးတိုင်းဒီဟိုကော့တောင်မှာပဲထင်ထားတာကတာမှာမိတယ်ဆိုတာကျွန်တော်တည်င်းကဟိုနေ့တည်းတွေ့တယ်အပဝေးရောက်ခုတော့တက်လာတော့ဟိုသူ့ရုပ်ဖြစ်နေတော့ဘလို့ဖြစ်ပြီးတော့ဒီဟိုစကိုင်းဘဲကိုသွားရောက်လဲလို့ကျွန်တော်အော်နေတာဒါဒါရာထူးတိုးနဲ့ပြောင်းတာပေါ့ညီရဲ့ တက်မှာဘူးဖြစ်သွားယူဟုတ်လားယာထူးတိုးနေလားဟိုဟာဘောဒါရုံမလို့ရက်ဆက်လို့ဒါကြောင့်ယာထူးတိုးပြီးတော့သွားလိုက်တာဗောအဲအဲ့လိုပုံစံမျိုးဗောအဲ့လိုအဲ့ဒီသဘောပဲအဲ့ဒီသဘောပဲဒါဆိုရင်ဟုတ်တယ်ဟုတ်တယ်မထင်တော့ဘူးတော့အိုးသူ့လိုလူတောင်အဲ့လိုမိတယ်ဆိုတော့ကျွန်တော်မထင်တော့ဘူးအားရစရာကြီးဟဲ့လားကျွန်တော်တကယ်ကျွန်တော်လုံးဝမထင်တော့ဘူးအဲ့သူ သူလာလို့ရှိရင်လေအိုးအိုးဟိုဟာ white car တွေဒီဟိုငကြင်းမီးတွေနဲ့ထောက်ပြီးတော့ပါ၄၅သိန်းရှိတယ်เนาะဟုတ်ဟုတ်အဲအင်းဘာအပြအပြင်လူကတ်ဖို့မပြောနဲ့ဟိုသူ့နာမှာဘူမူးတွေဒီဟိုဘူကြီးပဲရှိတယ်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်မြင်ဘူးလားအာအပြီးသူတော်တော်နှိပ်စက်ခဲ့တဲ့កောင်ပေါ့အဲဆိုရင်ဘဝမကူဘူးเนาะကြောက်เสียရဟိုဘဝမကူဘူးကြောက်เสียရတကယ်မိုက်တယ်ဟုတ်တယ်ကျွန်တော်မထင်တော့ဘူး ခုလိုလူတော့မိပါရဲဆိုတော့အဲ့အဲ့ဒီယုံနဲ့အခုယုံနဲ့ဘာကွာပါလဲဟိုအိပ်ဖြစ်နေတယ်နော်ဟိုကဘိန်းသားယုတ်ကြီးလေဟုတ်တယ်ဘူကြီးကျွန်တော်မြင်ဘူးတော့ဒီယုံမဟုတ်လေဒါကြောင့်သူ့ဟိုလေးဘောဒီဟိုအခွက်ရသူ့ကတော့ပါရဲ့သူ့ဆောက်ခွက်ရဟိုခွဲလို့ထိနေတယ်လေအေးသူအသေးစားထားတဲ့အခြေအကြတော့ဖော်ဖော်နေနေတယ်လေအာအာအာ ြည်သူလှိမ့်ဆက်ခဲ့တော့တရုတ်ခလားဟုတ်တယ်ဟုတ်တယ်အိုးကျွန်တော်မထင်တော့အဲ့တော့ဒီချီတုတ်ကောင်ကဒါကော်တောင်းမှာတော်တော်လေးအဲမမရိုင်လုတ်ခဲ့တဲ့ကောင်မျိုးလည်းဖြစ်တယ်ဗောနော်အဲချိုးကြတော့ပြောကြတယ်ဒီခွန်ခွန်ကတက်မကောင်တွေကတော့မှန်ပါတယ်ဒါပကိုးမှာဒီလိုမျိုးလုတ်ခဲ့တဲ့ရန်ကုန်မှာဒီလိုမျိုးလုတ်ခဲ့တယ်ဒါပေမဲ့အဲ့တုံကလုတ်ခဲ့တဲ့ကောင်ကကြတော့အဲဒီဘုံမှုချုပ်ရဲကြော်သူဗောနော်အဲဒီကောင်အောင်တက်ဦးအောင်တက်ဦးကတော့ခွန်ခွန်အခုမှရောက်တယ်ဆိုရယ်ပုံစံမျိုးပေါ့ပြောရမယ်ဆိုရင်ကော်တောင်းကနေမှခွန်ခွန်ပြန်ပြောင်းလာအဲခွန်ခွန်မှာ ခုနလိုဒါပြည်သူတွေကိုနှိမ့်ဆက်ခဲ့တဲ့ကောင်လုံးကကြတော့ဒါရဲကြော်သူဆိုတဲ့ကောင်ဖြစ်တယ်အဲ့ကောင်လည်းမေ့နေမှာဆိုလို့ပြောတာဒါပေမဲ့အကုံလုံးကတော့ကောင်းတဲ့ကောင်မဟုတ်ဘူးပြည်သူကိုရက်ဆက်ခဲ့တဲ့ကောင်ကြီးပဲပြည်သူကိုနှိမ့်ဆက်ခဲ့တဲ့ကောင်ကြီးပဲဒါကြောင့်မလို့လေဒီကောင်ကြီးရဲ့ပုံအဲ့လိုမျိုးတိလိုက်ရပြီဆိုတဲ့အချိန်မှာပြည်သူကဝမ်းသာအားရနဲ့အခုလိုမျိုးလာပြောတာပေါ့နော်ဒီစောက်ခွက်ကအဲ့လိုမျိုးကအစပြောပြောသွားတာပေါ့နော်ဒါကြီးအားရဝမ်းသာစရာကောင်းပါတယ်အဲ့တော့စစ်ကောင်ကြီးကအကောင်ကြီးကြီးဆိုတဲ့ကောင်တွေပါအခုဆိုရင်ဝစ်လင်နေပြီဆိုတာလေဒါကျွန်တော်မပြောမဖြစ်ပြောရမှာဗျဘာဖြစ်လို့လဲဆိုတော့ပြည်သူကို နှိမ့်ဆက်ညင်မှန်ခဲ့တဲ့ကောင်မှန်သမျှဝက်ဆိုတာနောက်ဘွားမကူဘူးပေါ့နော်ဒါပေမဲ့အချိန်တော့ဆောင်ရတာပေါ့ဒါလေးနှစ်နီးပါးတော့ကြာသွားတာပေါ့ဒါပေမဲ့လည်းပြည်သူရဲ့ခြေဘွားအောက်ပေါ့နော်ဒီတော်လိုင်းတက်ဖွဲ့တွေဆိုတာလည်းပြည်သူကပေါက်ပါတဲ့အဖွဲ့တွေဖြစ်တယ်အဲပြည်သူရဲ့ခြေဘွားအောက်ကိုပြန်ရောက်ရတယ်ပေါ့နော်စစ်တုံးပန်းအင်အားတရာကျော်ဆိုတာနေတာမှမဟုတ်တာဒါအရှိပါအဲအင်းတော်မှာဖြစ်တဲ့ဖြစ်စဉ်မှာလည်း40ကျော်ရတယ်ဆိုပြီးတော့တိထားတော့ပေါင်းကြည့်မယ်ဆိုရင်အင်းကမနေဘူးဗျာမနေဘူးတော်တော်ကိုမနေဘူးတော်တော်ကိုဒါကျွန်တော်ဘက်ကအောင်မြင်မှုရတာရတာခံပြီးတော့ပြောလို့ကောင်းတဲ့ဟာမျိုးပေါ့ ောက်တစ်ချက်ကတော့ဒီကောင်နဲ့ပေါ့နော်အပေါင်းပါတွေကိုကျွန်တော်စစ်တုံမန်းနေပေါ့နော်အပေါင်းပါစစ်တုံမန်းပုံမှုကျုံနဲ့သူတွေအပေါင်းပါတွေပြန်မလွတ်သင့်ဘူးပြန်မလွတ်ဖို့လဲကျွန်တော်တောင်းဆိုတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီအခုနာမခမှာအဲစစ်တုံမန်းဖြစ်ပြီးမှပေါ့နော်တိုင်းမှုပြန်ခန့်ခံရတဲ့ဒါမျိုးမင်းထွေးဆိုတာဒီအောင်သက်ဦးရဲ့ဆရာအောင်သက်ဦးရဲ့ဆရာဆရာဆိုတော့အခုဒီမျိုးဝင်ထွေးဆိုတဲ့ကောင်နာမခတိုင်းမှုဆိုတဲ့ကောင်အခုဘာကြီးလုံးနေလဲနာမခမှာဒါဒီသူရဲ့တိုင်းပတ်ချာလဲမှာ စက်တက်လေဒီတွေနဲ့လိုက်ပြီးတော့ဒါယတအိုးဝင်ဒါဟိုဟာတွေပေါ့နော်အဆောက်အုံတွေကိုလိုက်ပြီးတော့ဘုံကျက်ရမျိုးတွေလှုပ်တယ်ရေထောက်တာမျိုးတွေလှုပ်တယ်အဲစစ်ကူလမ်းကြောင်းပို့ဆောင်တဲ့ဟာမျိုးတွေလှုပ်တယ်ပြည်သူကိုပဲပြန်ပြီးတော့ပေါ့နော်တော်လိုင်းတက်ဖွဲ့အင်းနဲ့ပြည်သူကိုပဲပြန်ပြီးတော့တိုက်ခိုက်ဖို့အလုပ်တွေကိုဒီဇိုင်းမမက်လုပ်နေတဲ့ကောင်မျိုးအဲကောင်စစ်တုံးမှဖြစ်ဖူးတဲ့ကောင် အဲ့ကြအခုအောင်တဝူဆိုတာလေဒါမျိုးဝင်းထွေးရဲ့တပည့်ပဲပေါ့နော်အဲ့လိုကောင်မျိုးကိုထပ်ပြီးတော့ပြန်လှုပ်ပေးလိုက်မယ်ဆိုရင်လေအဲ့လိုပုံစံမျိုးတွေဖြစ်လာအောင်ပါပဲဒီကောင်တွေကဘယ်တော့မှနောင်နာရမယ့်ကောင်တွေမဟုတ်ဘူးပေါ့နော်နောင်နာရဖို့အတွက်ကိုကျွန်တော်ဒီဘက်ကအဲနည်းနည်းလေးပညာပေးမှတော့ရမယ်လို့တော့ကျွန်တော်မြင်တယ်အဲ့ကြပြန်လှုပ်ပေးဖို့ဆိုတဲ့ဟာမျိုးပေါ့နော်အဲအဲ့အရာမျိုးတွေကျွန်တော်တို့ကတိတ်မတွေးစေချင်ဘူးပေါ့နော်ပြီးတော့ဒီကောင်တွေကိုပြန်ပြီးအသုံးချရမယ့်ဟာတွေရှိတယ်အဲ့လို့ဆိုတော့အခု ဒါရှေ့ပိုင်းကာလမှာပြည်သူတွေလုံးဝရင်နာကြအဖြစ်မျိုးတွေကြုံခဲ့ကြတာအများကြီးရှိတယ်။အဲ့တုန်းကလက်တယ်တရားခံတွေကဘယ်ကောင်နေလဲဆိုတဲ့ဟာကိုဒီကောင်နေစီကနေပြန်ပြီးတော့ဒါကျွန်တော်သတင်းအချက်အလက်တွေပြန်ရယူလို့ရမယ်ပေါ့နော်။မင်းတို့တပ်ကလုခဲ့တဲ့ဟာဘယ်ဘယ်တုန်းကဘယ်ကာလတုန်းကဘယ်မှာတာဝန်ထမ်းဆောင်ခဲ့သလဲ။အဲ့တာဝန်ထမ်းဆောင်တုန်းကလုခဲ့တဲ့ဖြစ်စဉ်တွေပေါ့နော်။ပြည်သူတွေကိုရဲဆက် လုခဲ့တဲ့ဖြစ်စဉ်တွေရှိတယ်။ပြည်သူတွေအသက်ဆုံးရှုံးသွားရတဲ့ဖြစ်စဉ်တွေရှိတယ်။အဲ့ဖြစ်စဉ်တွေမှာတာဝန်ရှိဆုံးကောင်တွေကိုဒီကောင်နေစီကနေတဆင့်ပြန်ပြီးတော့ဖော်ထုတ်ဖို့အတွက်ကိုဒီကောင်တွေကိုအသုံးချလို့ရတယ်။ အဲ့ဥစားတွေကတကယ်အရေးကြီးတဲ့ဟာတွေဖြစ်တယ်။အခုဆိုရင်ဒါ ICJ ICCC ကိုဒါကနာလို့စစ်တုံမန်းတွေကတက်တိလိုက်ပြီးမဲ့အဖွဲ့တွေလွတ်နေတာတွေရှိတယ်။အဲ့လိုမျိုးကောင်တွေကဒါမင်းအောင်လိုင်းဒါကနာလို့ကြာရှုံးဖို့အတွက်ကိုအဓိကဒါအဓိကကြားတဲ့ကောင်မျိုးတွေဖြစ်လာနိုင်တယ်ပေါ့နော်။အဲ့တော့ဒီကောင်တွေကိုအတုံးချရမယ်။အတုံးချဖို့လေကျွန်တော်ဒါတောင်းဆိုတယ်ပေါ့နော်။နောက်တစ်ခုကတော့အင်အား100ကျော်ကြီးကတာနောင်းအောင်ဖမ်းမိတယ်ဆိုတဲ့ဟာကြီးကမိုက်တယ်။ ဟိုသူ့ဒါအင်းတော်ကနေကတာထီတော့ပြေးခိုင်းလိုက်သေးရပါတော့ဒါပေမဲ့ရောက်ခန်နီးမှာပြန်ဖမ်းပလိုက်တယ်ပေါ့နော်ဖမ်းပလိုက်တယ်အဲဒီကတာမှာဆိုရင်ဒါခမ309ဆိုရဲနမခအောက်ကတိုင်းတက်တက်ရှိတယ်ပေါ့နော်ပြီးရင်ဒါအမြောက်တက်ခွဲတက်ခွဲရှိတယ်ဆိုပြီးတော့လည်းသိရတယ်အဲ့တော့တကယ်လို့ဒါဒီအင်အားတရာကျော်ကြီးကအဲ့ကတာမှာရှိတဲ့တက်နဲ့သွားပေါင်းမယ်ဆိုရင်ကတောက်တိုက်တဲ့အခါမှာကျွန်တော်တပ်ဖွဲ့တွေအတွက်ဒါနောက်ထပ်အခက်အခဲတစ်ခုဖြစ်လာနိုင်တယ်ဒါပေမဲ့အခုတော့လုံးဝအိုက်ကိုမရောက်လိုက်ဖဲနဲ့တပ်ဖွဲ့တွေကအခုလိုလက်ရဖမ်းဆီးပလိုက်တာကြီးကပို့ပြီးမိုက်တဲ့အောင်မြင်မှုဖြစ်သွားအောင် အဲ့ဟိုမှာရှိနေတဲ့ကောင်တွေကစာအင်အားထပ်ပြီးတော့တိုးတာမျိုးမရှိတော့ဘူးမဖြစ်တော့ဘူးဒီကောင်နေလဲအခုလိုမျိုးဒါစစ်တုံ့ပန်းဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ကအကျိုးမြတ်ရတာတွေကအများကြီးရှိတယ်။နောက်တစ်ခုကဒါစိတ်ဓာတ်တွေဘလောက်ကျဆင်းနေလဲဆိုတဲ့ဟာကိုလည်းကျွန်တော်ပြောပြချင်။အင်အားတရာကျော်ကြီးတော့ဖမ်းမိတဲ့ဟာအင်အားတရာကျော်ကြီးပြီးရင်ဒါသူတို့စီမှာတဲ့ဒါလက်နက်ကိုခင်းရောင်းတော့တကူရီစာပေါ့နော်တကူရီစာလက်နက်ခင်းရန်ပါသွားတယ်ဆိုတော့တိုက်ဝဲတပွဲအနည်းဆုံးပြန်ပြီးတော့ဖန်တီးနိုင်တဲ့အနေအထားမျိုးပြန်ခံပြစ်မယ်ဆိုရင်ဒီအင်အားရာကျော်ကြီးနဲ့ပြန်ခံပြစ်တဲ့ ဒီဒါပြစ်ချက်တွေကတကယ်ပြန်တော်လိုင်းတက်ဖွဲ့တွေအတွက်တော်တော်ကိုမလွယ်တဲ့အနေထားဒါပေမဲ့အက်ကောင်တွေခုနလိုမျိုးမလုံနိုင်တော့ဘဲနဲ့လက်နက်ချအညံ့ခံပြီးတော့ဖမ်းခံရတဲ့အဆင့်တွေဖြစ်သွားတော့သူတို့ရဲ့စိတ်ဓာတ်တွေကဘလောက်ထိဒါစိတ်ဓာတ်တွေပြက်ပြားနေပြီလဲဘလောက်ထိစိတ်ဓာတ်တွေအောက်ကျနေပြီလဲဆိုတဲ့ဟာကိုလည်းသိသားစေတယ်ပေါ့နော်အဲ့တော့ဒီအင်အားတရာကျော်ကြီးရှိလာတော့မှလက်နက်ခဲရန်တွေပါသွားလာတော့မှပဲပြန်တိုက်ဖို့စိတ်ကူးမရှိတော့ဘူးဆိုတော့မင်းအောင်လည်းစစ်သားတွေရဲ့တကယ်မြေပြင်အခြေအနေမှန်ကိုလည်းဒီဖြစ်စဉ်ကနေမိမောင်းထိုးပြနေတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တပ်ဖွဲ့တွေရဲ့အောင်မြင်မှု အောင်စိတ်တွေအတွေ့အကြုံတွေကြောင်းပါเนาะအဲ့ဒါတော့ဒီခုဒီမြို့သိန်းတွေကနေပြီးတော့ရတဲ့လက်နက်ခဲယမ်းတွေကမနေမနောကြီးတကယ်ကိုအများကြီးပြီးတော့သူတို့အသုံးပြုတဲ့ဤပညာတွေကဆာကျွန်တော်ရတာရှိတယ်အဲ့ဒါတွေကတကယ်ကိုအရန်အရေးကြီးတယ်ပြောသူတို့အသုံးပြုခဲ့တဲ့အသုံးပြုဖို့လှုပ်ထားတဲ့လက်နက်ခရမ်းတွေအားစကျွန်တော်တို့သိခွင့်ရတယ်။တချို့ဘုံသီးတွေဆိုရင်မီးလောင်အားကိုမြင့်ပေးနိုင်တယ်။မီးလောင်ဘုံလို့ခေါ်တဲ့ဒါလက်နက်ကြီးဘုံသီးတွေအားအစပေါ့နော်။အဲ့ဒါတွေအားစဒီကောင်းနေသုံးဆွဲဖို့လှုပ်ထားတာမျိုးတွေရှိတယ်ပေါ့နော်။သုံးလဲသုံးဆွဲနေတယ်။ အဲဥစ္စာမျိုးတွေကစဒါကျွန်တော်တို့တက်တည်လဲရတယ်ပြင်ပြန်သုံးဆွဲမယ်ဆိုလဲမိုက်တယ်ဗောနော်ပြန်ပြင်းဖို့အတွက်လဲကောင်းတယ်ဒီကောင်းနေလက်နဲ့နဲ့ဒီကောင်းနေကိုပြန်တော့အောင်မှာအားရစရာကောင်းတယ်ဗောနော်ပြီးတော့ကျွန်တော်တက်ဖွဲ့တွေရဲ့အဲအတွေ့အကြုံပိုင်းပေါ့အတွေ့အကြုံပိုင်းဆိုဒီလိုမျိုးအောင်မြင်မှုမျိုးသိန်းဆိုတဲ့အောင်မြင်မှုနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေကိုကျွန်တော်တက်ဖွဲ့တွေတော်တော်များများရလိုက်တယ်ဘာလို့လဲဆိုတော့ဒီအောင်ပွဲထဲမှာပါဝင်တဲ့တက်ဖွဲ့တွေကြီးလိုက်မယ်ဆိုအများကြီးပဲအများကြီးတကယ်ကိုအားရစရာအများကြီးအကုန်လုံးကကိုနိုင်တဲ့နေရာနေကိုနိုင်တဲ့ ဒါကဏ္ဍအလိုက်ပါဝင်ကြတဲ့တပ်ဖွဲ့တွေပေါ့နော် drone ကလည်း drone နည်းနည်းကြီးကလည်းနည်းနည်းကြီးရန်ဆိုတာရန်အဲ့လိုမျိုးအစားပါတယ်တိုက်ခိုက်ရေးဆိုတိုက်ခိုက်ရေးကွန်မန်ဒိုဆိုကွန်မန်ဒိုအဲ့လိုအကုန်လုံးပါပြီးတော့အောင်မြင်မှုစုပြီးတော့ယူလာနိုင်တဲ့အတွေ့အကြုံအဲ့ဒီအတွေ့အကြုံကြီးကကျွန်တော်တို့နောက်တိုက်ပွဲတွေအတွက် တကယ့်ကိုအထောက်ပံ့ဖြစ်လိမ့်မယ်ခုနရတဲ့လက်နက်ခဲယမ်းတွေကလည်းကျွန်တော်တို့တပ်ဖွဲ့တွေအတွက်တကယ့်အထောက်ပံ့အကြီးကြီးဖြစ်လိမ့်မယ်ရတဲ့လက်နက်တွေကနည်းနည်းတော့တော့မဟုတ်ဘူးတကယ့်အများကြီးတွေပေါ့ ပြီးတော့ကျွန်တော်တပ်ဖွဲ့တွေရဲ့အဲဒီတိုက်ပွဲအောင်မြင်မှုတွေကနေပြီးတော့ပြန်လာတဲ့အခါပြည်သူတွေကတောင်းတဖျားဖျားကြိုးဆိုတဲ့အောင်ပွဲခံတဲ့ပုံရိပ်တွေကလည်းစစ်ကောင်စီဘက်ကကောင်းတွေကိုစိတ်ချောက်ချားစေလိမ့်မယ်ပြီးရင်ကျွန်တော်ပြည်သူတွေအတွက်တကယ့်ကိုစိတ်အားတက်ကြွစရာတွေပုံရိပ်တွေလည်းဖြစ်လာလိမ့်မယ်ပေါ့နော်အခုဆိုရင်သိန်းစီရမိတဲ့သိန်းပိုက်နိုင်တဲ့ထိမ့်ချုပ်နိုင်တဲ့မြို့ပေါင်းက 96မျိုးတိရှိသွားပြီလို့ဒါသိရတယ်ဗောနော်အဲ့တော့ဟိုနေ့က95လို့ပြောထားတယ်ခဏလေးပဲရှိသေးတယ်အခု96ဖြစ်သွားပြီဒါလည်းပြောစရာကောင်းတယ်ဗောနော်ဒါတိမ့်ပိုက်နိုင်ခဲ့တဲ့မျိုးတွေကတဖြည်းဖြည်းပို့ပြီးတော့များလာပြီမြန်မာနိုင်ငံနေရာအနှက်မှာကြည့်မယ်ဆိုရင်အဆက်လေးတွေကပို့များလာပြီဗောနော်အဲ့ဥစ္စာတွေကလည်းမိုက်တယ်ပြီးတော့ပြည်သူတွေရဲ့ထောက်ခံမှုကြိုးစုံမှုမြင်ကွင်းတွေကလည်းစစ်ကောင်စီတပ်သားတွေဘယ်တော့မှမရနိုင်တဲ့မြင်ကွင်းမျိုးတွေဗျအဲ့ဒါတကယ်လောကရှင်တွေကလာတဲ့ဟာပြီးတော့ဒါခုနကလိုဘယ်သူကမှဒီလိုမျိုးကြိုးစုံပါဆိုပြီးတော့ဒါပြောထားမျိုးမရှိဘူးချို့ဆိုရင်ဒါ အဲ့လိုမျိုးကြုံမှဆိုလို့ပေါ့နော်သတင်းတွေပေါက်သွားပြီးတော့လင်းအနေနဲ့ကြောက်အောင်မှဆိုလို့မပြောတာပဲရှိတယ်ပြောများပြောရလို့တော့ဒီချက်ကိုတောင်းတဖျက်ဖျက်ကြိုးစုံမှလုံးဝအွန်လိုက်ဂျင်းလိုက်နေကိုကြိုးစုံမှဒါတော့မှပဲဒါကျွန်တော်တို့ကတခုချင်းအောင်ပွဲတွေမှာပဲဒါကြိုးစုံတဲ့ပုံပဲရှိသေးတယ်တကယ်လို့တနိုင်ငံလုံးသာလွတ်မြောက်သွားပြီးတော့ဒါကျွန်တော်တို့တနိုင်ငံလုံးတကယ်လွတ်လပ်တဲ့ပြည်သူတွေရဲ့ဘဝကိုပြန်ရပြီးဟေးဆိုတဲ့နေကြရင်ဘလောက်တောင်မှပြောစရာကောင်းမလဲဆိုတဲ့ဟာကိုငါကျွန်တော်တွေးကြည့်နေတာတော့စက်သိမ်းထားတယ်ပေါ့နော်အဲကြတော့ဘာပဲဖြစ်ဖြစ်ဒီရက်ထဲမှာ အဲကျွန်တော်တို့အောင်မြင်မှုတွေလည်းအများကြီးရကြတယ်အဲပေးဆက်ရင်းနေရတာလည်းရှိတယ်တပ်ဖွဲ့တွေကိုကျွန်တော်ပို့ပြီးတော့ကူစေခြင်းနဲ့တပ်ဖွဲ့တွေကချိုးပိုင်းတွေမှာတိုက်ပွဲတွေဝင်နေရစေအောင်မြင်မှုတွေမရသေးရဲ့သူတို့မှာထုတ်ပြန်မှုအခက်အခဲတွေရှိကြတယ်ရဲဘော်တွေနေ့စဉ်ထိခိုက်ဒဏ်ရာရတာရှိတယ်ကြာဆုံးတာတွေရှိတယ်ဒါပေမဲ့ထုတ်ပြန်လို့မရအောင်ဒီအောင်ပွဲရပြီဆိုတဲ့အချိန်ကြမှာပဲထုတ်ပြန်မယ်ဆိုတဲ့အတွက်သူတို့မှာအဲဒီထောက်ပံ့မှုနဲ့ဆိုင်တဲ့ကိစ္စလေးတွေကျွန်တော်တို့အဆင်မပြတ်ကျွန်တော်တို့လုပ်ပေးနိုင်ရင်တော့ပိုကောင်းမယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့တပ်ဖွဲ့တွေကအခုနောက်ပိုင်းမှာစောင့်ထိုင်းရတဲ့စီးမြင့်တွေပိုများလာတယ်။အ အဲ့ကြအဲ့လိုဟာမျိုးလေးတွေမှာကျွန်တော်တက်နိုင်တာတွေဝိုင်းလုံကြမယ်အဒီထက်ပို့ပြီးတော့ညင်ညင်ညွန့်ညွန့်နဲ့ဆူဆူစည်းစည်းနဲ့သွားမယ်ဆိုရင်ဒီလိုမျိုးအောင်ဝဲတွေကတောက်လျှောက်ကိုရမယ်လို့ဒါကျွန်တော်ကတော့ယုံကြည်တယ်ပေါ့နော်ဒီရက်ပိုင်းလေးအတွင်းမှာကိုပဲဒါအောင်မြင်မှုရတဲ့မျိုးကြီးနှစ်မျိုးရှိတဲ့အပြင်အဲ့ထဲမှာမှဒါအကောင်ကြီးအသားပါစားရတဲ့အတွက်ကျွန်တော်ကတော့အရန်ကိုအားရကျင်းနေမိပါတယ်အဲ့တော့ဒီနေ့ကနေမေ့ချင်တာမေးအောင်လိုက်ငါကောင်ကြီးဘလို့လဲအချိန်ကြီးကောင်းရဲ့လားလို့ပဲကျွန်တော်ကတော့မေ့ချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်